အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စာရေးသူကျဲစင်လာရှုရေးသားထားတဲ့ဒုရယမိသားစုဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒုရယမိသားစုဒါအမေကိုစီးစာရေးပို့ပေးပါလားအမေတရားလေးအားထုတ်ချင်မိတယ်အသက်လေးရလာပြီဆိုတော့အမေဖះအလုတ်နာရဝင်လေးထမ်းချင်ပြီသားရဲ့အမေစကားကြားလဲရတော့ကျွန်တော်အံ့ဩသွားမိသည် အမေစကားကထိုးစားလိုက်တာ။ဘာလဲ။အမေအိမ်မှာနေရတာအဆင်မပြေဘူးလား။နောင်မွေးနေမြတ်တခုခုဖြစ်သလားအမေ။တားနဲ့စုမုံတို့ရှိနေတာနဲ့အမေရဲ့အဲ့လိုကြီးမလုပ်ပါနဲ့။အမေဆုံးဖြတ်ပြီးပြီသား။အမေနေရတာညီငွေ့နေပြီ။အမေအချိန်တခုယူပြီးစဉ်းစားခဲ့တာပါသားရဲ့။အမေကိုအေးအေးဆေးဆေးနေတာမြင်ချင်တယ်ဆိုရင်အမေကိုခွင့်ပြုပေးပါ။ ကျွန်တော်ဖြောင်းပြနေပြီမဲ့အမေကအတင်းအကျပ်တောင်းဆိုနေခဲ့တာမို့ကျွန်တော်ခွင့်ပြုပေးခဲ့ရတော့သည်နောက်ွယ်မှာပြဿနာတခုခုရှိနေသလားလို့တီးခေါက်ကြည့်မိပြီမဲ့အခြေအနေကမထူးခြားခဲ့အမေကိုလည်းစိတ်ချမ်းသာစေခြင်းသည်အမေအတွက်လိုအပ်တာလေးတွေနော်မွေးကိုပြင်ဆင်ခိုင်းပြီးစီးစာရိတ်ကိုပို့ပေးလိုက်ရတော့သည်ချမ်းအေးလုံးနဲ့ဆောင်းကနုဝေကိုအလွမ်းပို့စေသည်နုဝေစီးစာရိတ်ကိုရောက်ခဲ့တာတစ်နှစ်တောင်ကျော်လာခဲ့ပြီပဲ။ အခုလိုအချိန်မှာနုဝေသားနဲ့သမီးကိုတရေရမိသည်မြည်လေးတွေရဲ့တီတီတတာခေါ်တန်လေးတွေလည်းလွန်သည်တန်ရောစင်တွေအကုန်ဖြတ်ထားပြီးပြီလို့တွေးထားခဲ့ပေမဲ့တကယ်တော့အဲ့လောက်မလွဲကူခဲ့ပေသားကြီးမိုးတူနဲ့သမီးစုမုံကို မွေပြီးသားအကြီးကို အချစ်ပိုခဲ့ပေမဲ့အိမ်အောင်ကြာသွားချိန်မှာတော့ချွေးမလို့သူကိုအမြင်မကြည်လင်ဖြစ်ခဲ့ရသည်ချွေးမလို့သူကတိုင်းရင်သူမို့ပွင့်လင်းသည် စကားပြောပြပြမှုမရှိသည့်အတွေ့တမီးစုမွန်နှင့်မကြာခဏပြဿနာတက်ကြသည်။တာကြီးနှင့်တမီးကအသက်20ကျော်กว่าသည်မို့ကလေးတယောက်လိုဆိုနေတုံးပင်။ချွေးမအိမ်ရောက်လာတဲ့ကနှုတ်ဝေပညာပြတော်သည်။အိမ်မာကအငယ်ရှိနေတော့အကိုရင်မောင်နေမခေါ်ရဘူးနော်။ကိုကြီးမို့လို့အိမ်ကခေါ်တယ်ပဲခေါ်မယ်။အိမ်မာကဝိုင်းလို့ဝိုင်းစားပေါ့။ဘယ်သူ အလုပ်ရဲလို့တော့မခွဲခြားထားဘူး။ အဆင်ပြေတယ်လို့လောက်ရမှာပဲ။နူးဝေပြောသည်များချွေးမလို့သူက အခွန်မတက်ခဲ။အိမ်မှုကိစ္စမှန်သည်များတောက်စစ်အောင်ခိုင်းတော်သည်။အိမ်မှာအဝတ်လာလျှော်တဲ့ဒေါ်မုံကိုပါမလာခိုင်းတော်။ချွေးမကိုကြုံတယောက်လိုမြင်နေမိတာကနူးဝေရဲ့စိတ်။အိမ်ကလူလေးယောက်တာဝန်ရှိသည်များချွေးမခေါင်းပေါ်တင်ပေးခဲ့သည်။သမီးတလုံးခေါ်ပြီးလက်ညှိုးထိုးခိုင်းခဲ့သည်။ တမီးမွေထားပေမဲ့တမီးချင်းကိုချင်းစာစိတ်ထားပေးဖို့နှုတ်ဝေမိနေခဲ့မိသည်ချွေးမလုတ်သူ ခလေးတွေရလာတဲ့အထိဘာမှပြောင်းလဲခြင်းမရှိခဲ့ကားလုတ်သူကအိမ်မှာအတူနေချိန်အိမ်သုံးစည်းကို မျှဝေခံခံရသည်တခါတရံမောင်နှမတွေစိတ်အခက်မတင်လို့စကားများချိန်တိုင်းကားလုတ်သူကသာအပြစ်တင်ပြောဆိုခဲ့မိသည်ကြာလာတော့ကားလုတ်သူစိတ်ထဲအဆိုင်အခဲဖြစ်လာခဲ့တော့သည် စကားတခုကိုလက်လွတ်စပယ်ပြောလိုက်မိရာကတားရဲ့စိတ်ထဲအမှတ်မထင်စိုက်ဝင်နေသည့်စူးတစောင်ဖြစ်သွားခဲ့ရသလိုတဖက်ကတမီလို့သူကလည်းမိဘတွေသူ့ဖက်ကအမြဲရက်တိပေးခဲ့နေတာကြောင့်မိလောင်ရာလေပြင်းမိသလိုဖြစ်ပြီးအကြီးကို လေးစားရန်ကောမှန်မသိပဲဖြစ်လာကြတော့သည်မိဘတွေဆိုတာတားသမီးတွေအပေါ်ဒန်းတူညီများချစ်ပေးဂယူးဆိုင်ပေးရမှမှန်ပေမယ့်နှုတ်ဝေမလုံနိုင်ခင် နိုးဝေဆုံးမမတက်ခဲ့တာကြောင့်သားနဲ့သမီးကစိတ်ဝန်းတွေကွဲပြီးဒဇင်းတွေလိုဖြစ်လာကြတော့သည် သမီးလို့သူကလည်းဆယ်တန်းနှစ်မှတည်းအိမ်တော်ကြသွားခဲ့သည်တမဲရလာသည့်တိုင်အိမ်ရတာဝန်ကနှော်မွေးသာယူခဲ့ရသည်နိုးဝေကိုသမီးလေးကခြေမွေးမီမလောင်လက်မွေးမီမလောင်ထားခဲ့တာကိုတမတ်ရှိဂုံယူပြောခဲ့သည်သားနဲ့သမီးအစင်မပြေကြလို့ပြဿနာတက်လဲနူးဝေသမီးဖက်ကိုသာရက်တီးပြီးခဲ့သည် နူးဝယ်စိတ်အစွဲကချွတ်မရကြတော့တားပေးရင်တမီးရတယ်မတွေးတမီးပေးတာကြာတားရသည်လို့တွက်နိုင်ကြသူများပါမိသားစုပြဿနာတွေကြောင့်တားရွေအိမ်ခွဲသွားကြတော့သည်နူးဝယ်တိတ်ကိုအတကြီးခဲမိသည်နူးဝယ်ကိုယ်တိုင်ကလက်ရှိလက်မဲ့ခွဲခြားခဲ့တဲ့စကားကြောင့်တားကြီးစိတ်ထဲမှာမတိမတာတံမိုးစိုက်ပေးလိုက်မိတော့သည်သမီးနဲ့မှတိုးတိုးတိုင်ပင်ပေါ်ရသည်လို့နူးဝေတထစ်ချယုံကြည်ထားပြီးသား ကို့တွေ့တာကြတော့နှုတ်ဝဲအပြစ်မမြင်နိုင်။သမီးပေးတလောက်လေးနဲ့ခြေနဲ့နေတက်တလောက်။သားစီကကြတော့နှုတ်ဝဲပေါ်ပြီးလို့ချင်မိသည်။ပတ်ဆန်ရှာနေတာငါသားဆိုသည်အတွင် ဖြောင်မရ။သားရဲအစဉ်ပြေလာပြီဆိုရင်အပြစ်မြင်ချင်လာတော့သည်။မိဘကိုမတိတတ်တဲ့သားရဲ့လို့ပြောเสียရရလာသည်။တကယ်တော့သားအစ်မပြေတဲ့အချိန်နှုတ်ဝေလက်ထဲရှိနေတာတွေကြာနှုတ်ဝေပါမှ အထောက်ပံ့မပေးခဲ့ သမီးဆိုတာမကောင်းတဲ့မိန်းမဖြစ်နေရင်တောင်မိဘစီဟင်းတစ်ခွက်ရောက်တဲ့ဆိုတဲ့အတွေ့ကရောက်နေပြီသားဒါကြောင့်သမီးကိုကြာဘာလေးပဲဖြစ်ဖြစ်အတူတိုင်မင်းပြီး ပေးစရာရှိလဲသမီးကိုသာပေးထည်သည်တေသည်အထီသမီးအာကိုပြီးနေဖို့ဆုံးဖြတ်ထားခဲ့သည်တို့ပေမဲ့ကန်တရားကချွေးမလို့သူနဲ့အတူပြန်နေရဖို့ဖြစ်လာတော့သည် ခင်မွန်းဖြစ်သူဆုံးမသွားပြီးနောက်ပိုင်းနူးဝေသမီးနဲ့အတူနေထိုင်ရင်းစီးပွားရေးအခြေချဖို့အိမ်ကိုရောင်းလိုက်သည်။သားကလည်းကြီးဖြူစွာလက်မှတ်ထိုးပေးခဲ့ပြီးမယ်။သားအတွက်ဘာမှလုပ်မပေးဖြစ်ခဲ့။ငွေရှိရင်အရာရာပြည့်စုံနေတဲ့နူးဝေစားလိုက်တောက်လိုက်သုံးလိုက်ဖြုံလိုက်နဲ့လက်ထဲကငွေကဆယ်နှစ်မကြာလိုက်ပါပဲကုန်သွားခဲ့တော်သည်။ကိုယ်တုံးပိုလေးသာချန်ထားခဲ့ပြီးတမီးလို့သူကိုအားလုံးပုံအပ်ခဲ့မိသည် တမီးနဲ့သမတ်အပေါ်အာကိုပြီးအတူနေခဲ့တာတမီးနဲ့မြေးတွေရဲ့ခိုင်းဖက်ဘဝရောက်မှမသိရောက်ခဲ့ရတော့သည်ဒါပေမဲ့လေနုဝေမငြင်းညူခဲတမီးအတွေ့သမတ်အတွေ့မြေးအတွေ့လှုပ်ပင်းနေရရင် ပင်ပန်းရကောင်းမှမသိခဲ့တော့ကိုဝမ်ကမွေးထားတဲ့သမီးကိုတော့ပင်ပန်းမှကြောက်နေသလားချွေးမနဲ့အတူရှိစင်ခါဂယုတဆိုင်လှုပ်ပေးခဲ့တည်းများမြင်ရမိပေမယ့်ကျေးဇူးတင်ရကောင်းမှခုထင်မသိနိုင်သေးတဲ့နူဝေပါ အမေလာလေအမေအတွက်အခန်းပြင်ထားတယ်အမေခဏနားလိုက်အောင်တမီးအမေမြေးတွေအတွက်ထမင်းကြိုက်ပြင်ပေးလိုက်အောင်မေနူးဝေအသာခေါင်းညှိပြပြီးအိယာထဲလှဲလိုက်သည်တမီးကိုတန်ရောဆင်ပို့ပြီးချစ်ပေမဲ့သူတို့အိမ်မှာဆက်နေဖို့မဖြစ်နိုင်တော့အိမ်မှာလူပိုကြီးတယောက်လိုဆက်ဆက်ခံနေရပြီမို့နူးဝေရှိမနေတင်တော့ဒီကိုရောက်ပြီးနူးဝေအကုန်လိုက်လေလာဖြစ်သည် ချွေးမက သူ့အို သူ့အိမ်နဲ့ဖြစ်သွားတော့တိတ်ကိုစစ်ဆက်သည်အိမ်မှုကိစ္စနိုင်နေုံသာမကသားသမီးထိန်ခုံမှုကောင်းလာသည်မိရေကိုအဝေးကသာ ဖုန်းနဲ့စကားပြောခဲ့ပေမယ့်အနီးကနေခွင်ရတော့မှသာပို့ပြီးတည်လာခဲ့တာမိရေအားလုံးစိတ်စနစ်ကောင်းစွာနဲ့ရှင်သန်နေကြတာကြည့်ပြီးနှူးဝေစိတ်ထဲကချီးကျူးမိသည်အေးချမ်းတဲ့မိသားစုအရေးကိုခိုဝင်ခွင့်ရခဲ့တာပါပဲ။ နူးဝေတသက်လုံးအမြင်မကြည့်ခဲ့တဲ့ချွေးမကနူးဝေကိုကောင်းကောင်းပညာရည်ပြခဲ့လေသည်အကိုတားကြီးကငွေဆက်သိန်းလောက်လိုချင်လို့တဲ့အဲ့ဒါအတော်စစ်စင်ပေးလိုက်မယ်နော်ဒီနေ့ဗန်သွားလိုက်မယ်ဆက်သိန်းလောက်ဆိုအကိုစင်မှာရှိသေးတယ်လေသွားမနေနဲ့တော့မင်းသမီးကသိရလားဒီကောင်ကဘာအတွက်သုံးမှလဲဆိုတာအသိပေးမှရမယ်လှမ်းပြောပြီးသွားပါပြီဤငယ်ကသူသိတယ်တဲ့အလုတ်တိုးချက်ဖို့ပြောတယ် မီးကိုတော့အတိပေးထားပြီးသားပါနောက်တစ်ခုကညကအိငယ်ပြန်လာတော့တိုင်နေတယ်နော် အကို့သားဘီယာတွေတောက်လာလို့တဲ့အဲ့ဒါညကြရင် ခေါ်ပြီးဖုန်းပြောလိုက်အောင်ကလေးမလေးကကို့အိမ်လာနေနေရတာတိုင်နာကိုမိဘတွေက မဆုံးမရင်သူ့ခမညာအားငယ်နေရှာလိမ့်မယ်အကို့သားကိုတေချာပြောထားအောင်အေးပါကွာသားနဲ့သမီးသမီးသမက်ဘတ်တူးကိုမျှမျက်လာမလား လိုအပ်တာမှန်သမျှမိဘကပံ့ပိုးပေးသည်ချွေးမနဲ့တမီးကိုတန်းတူဆက်ဆံသည်တမီးမရင်မျက်နှာမလိုက်သလိုချွေးမနဲ့စကားပြောရအဆင်မပြေရင်သားကိုပါအတူခေါ်ပြီးဆုံမတကြသည်သားသမီးကကြောသည့်အခါဖြစ်စေတုံးဖို့ပေးသည့်အခါဖြစ်စေတမန်နှင့်ချွေးမလို့သူကိုတကူးတကအတိပေးတတ်ကြသည်သူတို့ရဲ့မူကတမျိုး အစားကနုဝေထင်ခဲမိတာကိုမွေးထားတဲ့သားသမီးတွေကထောက်ပံ့တာ တမန်တဲ့ချွေးမကို အတိပေးစရာမလိုဘူးလို့နှုတ်ဝေထင်ခဲ့တယ်။ချွေးမပြောတဲ့စကားတော့နှုတ်ဝေရင်တဲ့ခန်းစားချက်တွေပိုတိုးလာမိတယ်။အမေရဲ့သမီးလည်းတချင်ကချွေးမဖြစ်ခဲ့တာမို့သမီးသူတို့လေးတွေကိုကိုချင်းစားတယ်အမေ။အိမ်တဲ့အိမ်မှာချွေးမတယောက်ရောက်လာပြီဆို အနေငံတယောက်လိုဆက်ဆံတတ်ကြတာ။သမီးတို့မြန်မာလူမျိုးတွေရဲ့တဘာဝပဲလေ။သမီးကတော့ရှင်နေကို့သမီးလေးကိုချစ်တယ်လို့သူတို့ကိုလည်းသမီးလေးလိုချစ်ပေးတယ်။ ကို့သမီးလေးရတဲ့အခွင့်ရေသူတို့အကုန်ရစေရမယ်။ကို့သားလေးကိုချစ်ခင်ဆုံးမလို့အရာအလုံးကိုဆွန့်လွတ်ပြီးကိုရီးယားဘဝထဲကိုဝင်လာခဲ့တာလေ။သမီးကဥချိုးထားခဲ့ရင်ကြာနဲ့ကလေးတွေပါရောက်တတ်ကြမယ်။သားသမီးဆိုတာမိဘရဲ့စီမံမှုကိုလိုင်းနာကြရတာလေ။သူတို့လိုချင်တဲ့ပန်းနိုင်ရောက်နိုင်ဖို့မှန်ကန်တဲ့လမ်းကိုချပေးတတ်ဖို့မိဘမှာတာဝန်အပြည့်ရှိတယ်။လူဆိုတာကိုယ်စာနာအတိုင်းကြီးတော့ဘယ်အရာမှမဖြစ်နိုင်ဘူးလေ ကိုကြိုက်တဲ့အရာသူတို့ကြိုက်ချင်မှကြိုက်ကြလိမ့်မယ်။သူတို့ကြိုက်တဲ့ထဲကမှကိုလိုချင်တာကိုပြုပြင်ယူကြရတာ။ကိုကတူညီတဲ့မြတ်တာကိုပေးတဲ့အတွက်သူတို့ကလည်းကိုကိုမလွန်ဆန်ဘူးလေ။ဗန်းလိုက်မှုမထားတဲ့အတွက်ကိုလည်းလိပ်ပြလုံးနေ။ကိုကမှန်ကန်အောင်လုပ်ပေးထားတာမို့သူတို့လေးတွေကအမေမြင်တဲ့အတိုင်းသမီးတဘောကိုဘယ်သူကမှမလွန်ဆန်ကြတော့ဘူးအားလုံးကသမီးပါလို့လို့ကြည်ဖြူကြတော့တာ ကိုဖက်ကယင်းဒီပိဆက်မှုတွေတော့ရှိတာပေါ့အမေကိုကသာ क्वे ရမှာမမှန်မကန်လှုပ်ထားကြည့်သူတို့ပဲလေးစားတော့မလဲမတက်တာလို့ငိန်ခံနေရပေမဲ့ क्वे ရကြတော့ကိုသားသမီးတွေကိုနင်းတို့မိဘတွေကငါတို့ကိုကြတော့ဘယ်တော့ကဘယ်လိုထားတာဆိုပြီးလက်ညှိုးထိုးစရာရသွားမှာမေတ္တာပေးပြီးမေတ္တာပြန်ယူရတယ်ဆိုတာလွယ်တော့မလွယ်ဘူးပေါ့သမီးရင်တွေက ဖြစ်ချင်ခဲ့တာတွေမျိုးသိခဲ့ရတာတွေလည်းအများကြီးဒါပေမဲ့ တို့လေးတွေရဲ့စာနာကပိုပြီးအရေးကြီးပါတယ်မေ။သမီးသူတို့ကိုလူလောကကြီးထဲခေါ်လာခဲ့ပြီးပြီလေ။အတတ်နိုင်သောကောင်းတဲ့အမွေလေးတွေပဲလက်စစ်ကမ်းပေးချင်ပြီးတယ်။မိသားစုနှစ်ခုကိုတစ်ခုဖြစ်အောင်လုပ်ရတာလွယ်တော့မလွယ်ဘူးပေါ့။ချွေးမကိုနေရာမပေးဘဲဘေးဖက်ထားရင်သူ့ရင်ထဲဘယ်လောက်ခံစားရမလဲ။စင်ချင်တတ်တဲ့သူဆိုရင်တော့တမျိုးပေါ့။တဆွတ်တော်လောက်တတ်တဲ့သူမျိုးနဲ့တွေ့လို့ကတော့ကိုယ်သားလေးပါတသက်လုံး နေမေကအဲ့လိုလုပ်ခဲ့တာပါ ဆိုပြီးတသက်လုံးလက်ညှိုးထိုးခံရမှာချွေးမလို့သူနော်မွေးပြောသည်မစကားတွေကသူနဲ့နူးဝေတို့ဖြစ်နေတဲ့စိတ်ထားကို ပြောနေတယ်လို့ခံစားရသည်နူးဝေသူ့အပေါ်အကောင်းမမြင်ခဲ့သည်မသူကအစိုးရပြုတ်ပြင်းယူပြီးလမ်းတစ်ကိုရအောင်ဖောက်ထွက်သွားခဲ့သည်နူးဝေကိုသူမမကျင်တတ်တာတွေများရှိနေသလား နှုတ်ဝေမမေ့ရသလိုသူမနှုတ်ဖြားကခွန့်လွတ်တဲ့စိတ်နဲ့ပြန်ဆက်ဆက်မှာကိုနှုတ်ဝေရှံမိသည်သူမကမကျေနပ်ရင်ဒဲ့လိုပြောတတ်ပြီး စိတ်ထဲမထတတ်သူဆိုတာနှုတ်ဝေအတိဆုံးချွေးမကနှုဝေကိုမကျင့်တတ်ဘူးလို့တလုံးမှမပြောဘဲမျိုးတိတ်ထားခဲ့တဲ့သူ အခုချိန်ပြန်စင်စားမိတိုင်းနှုဝေစိတ်ထဲမကောင်းဖြစ်ခဲ့ရသည်နှုဝေတို့အမေရိဆိုတာသားသမီးတွေအပေါ်တုံသင်ဆုံးမဖို့အဓိကအနီးကဆုံး လက်တွေနူးဝင်ရင်ဆိုင်လိုက်ရတာက မောင်နှမတွေကြားမှာညင်မြတဲ့မြစ်တာမပေးခဲ့ပဲမျက်နှာလိုက်ချစ်ပေးခဲ့မှုတွေကအခုတော့မောင်နှမချင်းတွေ့လို့တော့နှုတ်မဆက်နိုင်တဲ့ဘဝတွေရောက်ကုန်ကြတော့သည်နူးဝေတာမရှိခဲ့ရင်သူတို့မောင်နှမတွေအဆက်အသွယ်တောင်ရှိကြတော့မည်မထင်နူးဝေဝမ်းနဲ့မဆုံးဖြစ်ရသည်ရှိတဲ့အမွေတုံးကချွေးမကိုမကြည်လို့မပေးခဲ့ ตาก็งวยชาနိုင်လို့မပေးတယ်လို့လုတ်ခဲ့ပြီးမဲ့ချွေးမလို့သူကမရကောင်းလားဆိုပြီးတခွန်းတပါတာမှစကားမဆိုခဲ့။တမီးလို့သူကလည်းသူ့ရပိုင်ခွင့်အပြင်ပို့ပြီးရခဲ့လို့လဲအကော်လို့သူကိုကျေးဇူးတင်ရကောင်းမှန်းနားမလဲ။အခုလို့အစမပြေဖြစ်လာချိန်ကြမှာအကုတ်စီကငွေချေးပေးဖို့နှူးဝေကိုလှမ်းပြောနေတာမို့နှူးဝေဘယ်လိုညင်ရပါမလဲ။ တားနဲ့ချွဲမှလောက်သူကနုဝေသုံးဖို့ပေးခဲ့သမျှကိုလည်းတားမသိအောင်ခုတီပေးမိနေတော့ဒီတန်တရာကနုဝေလောက်ခဲ့တဲ့အကျွေမို့နုဝေကိုယ်တိုင်ဖြတ်တောက်မှရပေတော့မည်မိဘဖြစ်ပြီးတားသမီးတွေကိုလောက်ခဲ့မိတဲ့ကံကြွေးကဒီဘဝဒီမျှတာကြည်ချင်မိသည်တားအပေါ်မတရားလောက်ခဲ့မိတာကိုတားကအပြစ်မဆိုးစကားမဆခဲ့ပြီမည် နူးဝေကတော့ချွေးမလှုပ်သူ ကိုကိုအမေလို့ခေါ်ပြီးပြုစုစောင့်ရှောက်ပေးနေတိုင်းနောင်တရမဆုံးဖြစ်ခဲ့မိသည်သူမရဲ့ဒုတိယမိသားစုလေးကိုမိမိအတရွေနဲ့အယောင်ချဲပေးခဲ့မိသည်။တားအပေါ်တာဝန်မကျေတဲ့မိခင်တယောက်အဖြစ်အသက်ရှင်နေရတာမွန်းချက်လွန်လို့နှုဝယ်လွမြောက်ရလန်းကိုထွက်လျှောက်ခဲ့ပါပြီ။တားရဲ့အရေးကို ခိုရတာလဲရင်ထဲခံစားရခက်လွန်လာပါသည်။ နိုးဝေနော်မွေးအပေါ်လောက်ခဲတာတွေကဒီတစ်ခုတင်မဟုတ်ပဲသားရှိတမျိုး၊ကွဲရတမျိုးနဲ့လင်မယားချင်းစကားများအောင်ဟန်ဆောင်ပြီးရန်တိုက်ပေးခဲ့တာတွေမိမိအိမ်ခေါ်လုံခဲ့စဉ်မိသားစုစည်းရေးတွေကိုကျွေးပုတလို့တောင်းခဲမိတာတွေထိရှိနေခဲ့သည်သားလို့သူကဒါတွေလည်းသိဟန်မတူချွေးမကမပြောတာလားသားကမသိဟန်ဆောင်နေလားတော့နုဝေမပြောတတ်တော့ပါဘူးအခုတော့နုဝေအေးချမ်းမှုရနေပါပြီလေ နုဝေစီစာရိတ်ကိုခေါ်လွန်ခဲ့တာတစ်နှစ်ပြည့်ခဲ့ပါပြီ။ตาချွေးမနဲ့မြေးလေးတွေလာကြတော့ပြီးပြန်သွားကြတော့စိတ်ကတင်းထားပေမဲ့ငဲရီတော့ကြာမိနေသေးသည်။နော်မွေးကတော့သူမရဲ့ဒုတိယမိသားစုလေးကို အလှဆုံးဖန်တီးနိုင်တဲ့အင်ရှင်မလေးအဖြစ်ဂုဏ်ယူအပြုံးများနေ။ချွေးမလေးများအတွေ့လှပသောဒုတိယမိသားစုလေးများဖန်တီးပေးနိုင်ကြပါစေလို့သာနှုတ်ဝေဆုတောင်းပေးနေမိတော်သည် ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူကျယ်စင်လာရှိုးရေးသားထားတဲ့ဒုရယမိသားစုဆိုတဲ့ widget တို့လေးပြီးဆုံးလို့သွားပါပါရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်